အမေရိကန်သမ္မတထိုင်းရဲ့အထူးတန်တမန်မစ္စတာစတီဗ်စကော့အဆိုပြုထားတဲ့ပြစ်ခတ်ရစရေးစီစဉ်ကိုတကယ်လို့သာဟာမတ်ကပယ်ချမယ်ဆိုရင်ပါလက်စတိုင်းကဟာမတ်ဖွဲ့ကိုဖျက်ဆီးပစ်မယ်လို့အစ္စရေးကောက်ွယ်ဝန်ကြီးအစ္စရေးကတ်ကချိန်ချလိုက်ပါတယ်။ဟာမတ်တွေအနေနဲ့တစားကန်လွှတ်ပေးရေးအတွက်ဝစ်စကော့သဘောတူညီချက်ပါချက်တွေလက်ခံမလား။ဒါမှမဟုတ်ဖျက်ဆီးခံရမလား။သူတို့ကိုယ်တိုင်ရွေးချယ်ရမှာလို့ဆိုပါတယ်။ အစ္စရေးကောက်ဝေးတပ်ဖွဲ့ IDF အနေနဲ့ဂါဇာမှာစစ်စင်ရေးကိုအင်အားပြည့်နဲ့ဆက်လုပ်နေပါတယ်။ဟာမတ်ရဲ့ခန်းတဲ့တွေကိုဖြိုခွဲနေပါတယ်။တချိန်တည်းမှာတိုက်ပွဲဖြစ်ပေါ်တဲ့နေရာအလုံးကဒေသခံပြည်သူတွေဘေးလွတ်ရာရွှေ့ပြောင်းပေးပြီးတော့ကျွန်တော်တို့စစ်သည်တွေအတွက်အမြင့်ဆုံးလုံခြုံမှုရှိစေဖို့မကြုံစဘူးအတိုင်းတာထိကြီးရည်လေးတက်တွေကပူးပေါင်းတိုက်ခိုက်ပါလိမ့်မယ်လို့သူကထန်လောင်းပြောပါတယ်။ဟာမတ်တွေကိုခြေမုံပြီး နေမြင်ရှင်းလင်းပြီးတဲ့နောက်မှာတော့ IDF တွေအနေနဲ့ Rafa ပုံစံတိုင်းချင်းချောက်မှုအလုံးဖယ်ရှားပြီးနေမြင်ကိုဆက်လက်ထိန်းချုပ်သွားမယ်လို့ Israel ကစကမှတ်ချက်ပြပါတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့ Gaza ပြစ်ခတ်ရစရေးအဆိုပြုချက်နဲ့ပတ်သက်ပြီးတမင်ဆွေးနွေးမှုတွေလည်းပြုလုပ်နေတယ်လို့ Hamas ဖွဲ့ကတည်ပြပါတယ်။ရက်60ပြစ်ခတ်ရစရေးအတွက်အဆိုပြုချက်အသစ်မှာ Palestine Hamas လှုပ်ရှားမှုဖွဲ့ကသက်ရှိထင်ရှား Israel တစားကန်10ဦးကိုလွှတ်ပေးပြီးတေဆုံးသွားတဲ့တစားကန်18ဦးရုံးလောင်းတွေကို အစ္စရေးထံလွှဲပြောင်းပေးတဲ့ကြောင်းအကြံပြုထားတယ်လို့ဝိုင်းနက်သတင်းဝက်ဆိုက်ကစောပိုင်းမှာဖော်ပြခဲ့ပါတယ်။အဲ့ဒီသတင်းမှာ Stewards Cause စနစ်ပတ်သက်ပြီးတခြားသေးစိတ်ချက်လက်တွေကို ဖော်ပြထားပါတယ်။ဒုတိယအမေရိကန်သမားထရန်ကရပ်ပေါင်း60တွင်အစ္စရေးအနေနဲ့ပြစ်ခတ်ရစေးလိုက်နာမှာဖြစ်ကြောင်းအာမခံရမှာဖြစ်ပါတယ်။အစ္စရေးကဝေးတဲ့ဖွဲ့ IDF ဟာမြေပြင်စစ်ဆင်ရေးကိုဆိုင်းငံ့ထားမှာဖြစ်ပါလေ။ဒါပြင်အစ္စရေးစစ်လေအင်းဟာဂါဇာမှာ နေ့စဉ်10နာရီမှ12နာရီအထိပြန်တန်းခြင်းမပြုပါဘူးလို့သိရပါတယ်။နောက်ပြင်ဂါဇာကမ်းမြောင်ဒေသလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုကိုလည်းတည်တည်တာတိုးမြင့်သွားမယ်လို့ဆိုပါတယ်။ဟာမတ်စ်ဘက်ကတော့ဂါဇာရင်းနှီးပတ်သက်ပြီးအမေရိကန်ကိုယ်စားလှယ်စတီဝစ်ကော့ရဲ့အဆိုပြုချက်ကိုလက်ခံမှုရှိပေမဲ့လည်းအခြေအနေသဘောထားတော့ကွဲလွဲမှုတွေရှိနေပါတယ်။ဟာမတ်စ်ဟာဂါဇာကမ်းမြောင်မှာပြစ်ခတ်ရေးစနစ်ပတ်သက်ပြီးအထူးကိုစလစ်တီဝစ်ကိုရဆိုပြီးတဲ့လက်ခံသွားဖို့ရှိနေပေမဲ့သဘောထားကိုလည်းခုလေးအကြောင်းဖော်ပြလာပါတယ်။ ဟာမတ်စ်တင်းရင်းမြစ်တွေရာဂါဇာမှာဖမ်းထားတဲ့အစ္စရေးတစားခံတွေအရင်ကသဘောတူထားတဲ့အတိုင်းနှစ်ရက်အတွင်းပြန်လွှတ်မဲ့အစားရက်60ကြော်ကြာအထိအုပ်စုငယ်လေးတွေနဲ့လွှတ်ပေးဖို့တောင်းဆိုမှာဖြစ်ပါတယ်။ဒါ့အပြင်ဟာမတ်စ်တို့ဟာအနာဂတ်သဘောတူညီချက်ကိုအစ္စရေးကလိုက်နိုင်အောင်လို့အမေရိကန်ထံမှစစ်မှန်တဲ့အာမခံစရာတောင်းဆိုပွဲရှိပါတယ်။ဟာမတ်စ်တို့ပြောကြကြရလက်ရှိဝစ်ကော့အစိုးပြချက်ဟာအစ္စရေးအာဏာပိုင်တွေကိုဂါဇာမှာစစ်ပွဲပြန်စတင်ဖို့လွတ်လပ်ခွင့်ပေးထားတာလို့ဆိုပါတယ် Al Arabiya သတင်းရင်းမြစ်များက Hamas တို့ဟာဒီဇော်ရ်စာတမ်းမှာ Israel တပ်တွေနေမြေစုပ်ခွာဖို့ရှင်းလင်းတဲ့စီစဉ်မပါဝင်ကြောင်းကိုလည်းကန့်ကွက်ပွဲရှိပါတယ်။အရင်မတမီစနေနေ့က Al Hara သတင်းဌာနကသူ့ရဲ့သတင်းရင်းမြစ်တွေကိုကားပြီး Hamas ကိုယ်စားလှယ်တွေဟာ Palestine ဖွဲ့စည်းများပြားခေါင်းဆောင်တွေနဲ့တိုင်ပင်ဆွေးနွေးရာသူတို့က Steve Scott ဆိုပြီးတဲ့လက်ခံမှုအကြံပြုကြောင်းဖော်ပြပါတယ်။ TV channel တွေပြောကြကြရတော့ Hamas ဖွဲ့ဝင်တွေဟာစီမံကိန်းဟာအကောင်းဆုံးမဟုတ်ကြောင်းအတိအမှတ်ပြုပေမဲ့ ဒါဟာဒီကာဇာကမ်းမြောင်ဒေသတိုက်ပွဲတွေကိုအဆုံးသတ်ဖို့ခွင့်လန်းပဲလို့ထောက်ပြခဲ့ကြပါတယ်။